ျမဆိုရင်ဆရာဆိုးတကယ်ကြွေသွားတဲ့တကွယ်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့သူတနေ့ကျတော့ပြီမာတာဝန်ကြသူကနီးပညာတက္ကသိုလ်မှာစာသင်တာရောအဲ့အချိန်တော့မောင်အိုလီဗီယာတို့သွားသင်ပေးတဲ့ခေတ်ပေါ့နော်ဆရာမအိုလီဗီယာကရင်းနှုံးကဆရာဆိုးရဲ့တပည့်နော် သွားပြီးတော့တပတ်ကိုပြည်ရနေကျမစီကိုလေနှစ်ချိန်ပြန်လာတယ်အရင်တော့ရန်ကုန်မှာတာဝန်ကြတာရန်ကုန်မှာတာဝန်ကြတော့ဖခင်ကြောင့်လာတော့เนาะကျမမျက်နှာလေးကိုမြင်ရတာဗောချစ်တက်လိုက်တာတပီရောက်တော့အဲ့ဒီခက်ကဖုန်းလိုက်ရမကောင်းဘူးလေ ဖုန်းဆက်ခြင်းနဲ့ဆိုပြေးရတာတခါတည်းလမ်းလမ်းထက်ကိုပြေးတာမဟုတ်ဟိုအောင်ချန်ကိုပြေးအဲအဲ့လိုပြေးပြီးတော့ဖုန်းခွင်ဆက်ရတဲ့ဆက်ရတဲ့ဘဝအခုလိုမျိုး hello ကိုကိုမရအောင်တခါတည်းဟိုတခါတည်းပြေးရတာနော်လမ်းလျှောက်ရင်5မိနစ်လောက်ကြာတဲ့နေရာကို2မိနစ်နဲ့ခေါ်ပြီးဆိုတော့ပြေးရတဲ့ဘဝလေးအဲ့တော့ခဏခဏပြေးရတဲ့အခါမှာလဲ तू တော်တော်တနာနေတူပါတယ်အဲ့တော့ तू ဘာလုပ်လဲဆိုပြေးရနေရန်ကုန်ကိုတစ်ဖက်ကိုနှစ်ခါပြန်လာတယ် တော်တော်လေးကျမရဲ့စိတ်ထဲမှာဟာဒီတယောက်ကနော်ပေးဆက်နိုင်တဲ့နှလုံးသားရှိတဲ့သူပဲဟဲ့ဒါနဲ့ကျမတို့နော်တဖြည်းဖြည်းနဲ့အဲရင်ငန်လာတာပေါ့နော်အဲရင်ငန်လာတာပေါ့ဟေးဟေးအဲ့လိုဆိုရန်တက်ကြွတယ်တရားဟောရင်ဟေးဟေးမလာဘူးချစ်လို့စားတာနော် ဒါနဲ့နည်းနည်းယဉ်နီလာတဲ့ခါမှာသူ့သူ့အကြောင်းလေးကိုပြောပြတယ်သူကတဲ့အာအင်ဂျင်နီယာအကြောင်းကိုတက်နေတဲ့အချိန်တုန်းကပေါ့နော်အရန်ကိုခက်ခဲတယ်သူ့ရဲ့မိဘကသူ့ကိုပစံမပို့ပေးနိုင်ဘူးပေါ့နော်အဲ့တော့သူဘာလုပ်ရလဲဆိုတော့နော်သူမိဘကိုလည်းသူကအာတွားပြီးတော့ဘယ်လိုခေါ်မလဲအနောက်ရှက်မဖြစ်စေချင်တော့နေ့ပတ်မှာဆိုရင်ကြောင်းတက်တယ်မလားညပတ်ဆိုရင် तू ကလေအဲ့ဒီဒီနားမှာရှိတဲ့မြို့ရဲဟိုတယ်တခုကျမတော့နာမည်မေ့နေတယ် ဲ့ဒီဟိုတယ်ကိုစောက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့မှာဘီးလက်မြေတွေထမ်းရတယ်ပြီးရင်အုတ်ကြိုးတွေကိုတဲရတယ်တပြက်စီးတွေကိုကားလမ်းပေါ်မှာလဲရလှဲရတယ်သူတက်နေတဲ့ဖရဲကြောင့်လည်းအိမ်နားလေးမှာပဲတခါတလေတငယ်ချင်းတွေအဖွဲလိုက်လားလို့ရှင်သူမှမျက်နှာလေးကိုဘာမှထားရမလဲမသိဘူးပေါ့နော်အဲ့ဟာဒီတယောက်ကနော်မိဘနဲ့ပတ်သက်လာလို့ရှင်လဲဒုက္ခမပေးဘဲနဲ့ဟာတကယ်ကိုအဖိုးခပေးတတ်တဲ့သူတယောက်ပဲဟာကျမရဲ့နှလုံးသားကိုဆွဲဆောင်တဲ့အရာပေါ့မျိုးသမီးများ ကိုမပေးဆန်းနိုင်တဲ့သူတယောက်စဉ်းစားစရာအကြောင်းကိုမရှိဘူးဟဲဟဲလက်ခုပ်တွေတီးနေဟဲမတီးခိုင်းလဲတီးတာပဲဟုတ်တယ်အဲ့တော့မျိုးသားတွေစဉ်းစားစီချင်းနေအိမ်တော်မကြခင်တော့အရန်ပေးဆက်ပါလေဟုတ်လားအိမ်တော်မကြခင်တော့ကျမတို့ကတော့ဇနီးတွေကြိုက်ဖို့ရန်အတွက်ဘဲတငယ်ချင်းတော့မကိုမလိုက်တာ အခုကျတော့သူ့စကားကိုနားမထောင်ချင်တက်လောကလုံးစကားကိုနားထောင်ချင်တယ်။အာအိမ်တော်မကြခင်တော့အချိန်တုန်းကတော့ तू နဲ့ပတ်သက်လာလို့ရှင်အရာရာကိုစွန့်လွတ်မယ်။နော်သိရင်လဲသိပလိုက်မယ်။အမေအခုကျတော့နင်မနေလို့ထအဲအဲ့လိုဖြစ်ကုန်ရော။အဲ့တော့ပေးဆက်တဲ့နှလုံးသားတွေအိမ်တော်မိသားစုတွေမှာပြန်ပြီးတော့ထုတ်ပေါ်ပွင့်တဲ့လိုအပ်တယ်။အာမင်။တယောက်နဲ့တယောက်အလုံးကျွေးပြုခြင်းတဲ့နှလုံးသားဆိုတဲ့အရာကခရစ်တော်ရဲ့နှလုံးသားဖြစ်တယ်။ ဒီနားမှာခင်မွန်းတဲ့ပါလိုက်ပြောလိုက်အဲ့ဒါနင့်ကိုပြောနေတာလို့ခင်မွန်းတဲ့လည်းပြန်ပြောနင်းလဲပါတယ်လို့